မိုးကြားရွှေကိုကစားသမားတွေကိုရွေးချယ်ခြင်းမပြုတော့တဲ့ Thomas Tuchel ပရိသတ်များမင်္ဂလာပါအင်္ဂလန်နီးပြောက် Thomas Tuchel ကတော့လာမယ့်နိုင်ငံတကာရည်သက်တပတ်အတွက်ကစားသမားတွေကိုရွေးချယ်ရမှာခြေစွမ်းကောင်းသည်ဖြစ်စေမကောင်းသည်ဖြစ်စေနာမည်ကြီးလို့ဆိုတဲ့အကြောင်းပြချက်တစ်ခုနဲ့ကစားသမားရွေးချယ်တဲ့အပိုင်းတွေကိုလှုံ့ဆော်ခြင်းမရှိပါဘူးဒီကိတဲ့နိုင်ငံတကာရည်သက်တပတ်အတွက်လည်းနီးပြအလွန်ဆိုးလောက်အောင်မှာပွဲကစားခွင့်လုံလောက်စွာမရတဲ့နောက်ကလူအာနိုးကိုလည်းလူစည်းမှရွေးချယ်ခြင်းမရှိသလိုအခုလေးလာမယ့်အနည်းဆက်ဆုံးပြန်ပွဲအတွက်လည်းကစားသမားရွေးချယ်ရမှာကွင်းလေလိုဘယ်လင်ဟန်ကိုခြံလှက်ခဲ့ပါတယ်အာနိုးတို့ဘယ်လင်ဟန်တို့ဆိုတော့ အရင်နီးပြပြတဲ့စောက်ကလေးထက်မှာကောင်းလဲ၍မကောင်းလဲ၍ခဲ့ကြတဲ့မိုးကြွားရွှေကိုလိုကစားသမားမျိုးတွေဖြစ်ကြပြီးဒီအပေါ်မှာတော့နီးပြသွားမှတူချာခြေစွမ်းကိုအဓိကထားကြည့်ပြီးတော့ကစားသမားတွေကိုရွေးချယ်နေခဲ့ပါတယ်။သောမတ်တူချီဟာကွေးလင်နေရာအတွက်ဘယ်လင်ဟန်ကိုရွေးချယ်ခြင်းမရှိခဲ့ပေ။တခြားသောကွေးလင်လူသုံးဦးဖြစ်တဲ့ဂျော်ဒန်ဟန်ဒက်ဆန်၊လော့ဖ်တက်ချီနဲ့မော်ဂန်ရော်ဂျာတို့ကိုရွေးချယ်ခဲ့တာပါ။ဒီလိုရွေးချယ်မှုမှာတော့သောမတ်တူချီအနေနဲ့ဘယ်လင်ဟန်က ဒီကစားသမား၃ဦးထက်ကောင်းမွန်နေတယ်ဆိုတာဟာသိတာထင်ရှားပေမဲ့လေတကယ်တမ်းအသင်းလိုက်အစုအဖွဲ့မှာဆိုရင်တော့ဒီကစားသမား၃ဦးကပုံမကောင်းမွန်နိုင်တာကြောင့်ရွေးချယ်ခဲ့တယ်လို့ဆိုခဲ့ပါတယ်။အင်္ဂလန်ဟာဒီလိုမျိုးလှုပ်ရဲကန်ရတဲ့နီးပြမျိုးလိုအပ်နေပြီးအရင်ကနီးပြဆက်ဆက်မှာနေမေကြီးကြီးတစ်မျိုးတည်းကိုတော့မူဒီကကစားသမားရွေးချယ်မှုတွေကိုလှုပ်ဆောင်ခဲ့ပါတယ်။ဒါပြေတော့မဲ့တူချယ်အနေနဲ့လေအာဆင်နယ်နောက်ခံလူလူဝစ်စကယ်လီကိုလည်းတတိပင်းမှုတွေလှုပ်ဆောင်နေခဲ့ပြီးအခုချိန်မှာလက်ရွေးစင်လူစည်းရဲမှာပါဝင်နေခဲ့ပေမဲ့နောက်တစ်ချိန်မှာပါမပါဆိုတာကတော့ပွဲကစားခွင့်ရရှိတဲ့ပုံများစွာမူတည်တယ်လို့ပဲဆိုရမှာပါ။ ူဝစ်ကယ်လီယာအာစနယ်အသင်းမှာပြီးခဲ့တဲ့ရာသီကာလပွဲထွက်ခွင့်မရသေးပေကာလာဖီယိုရီရဲ့နောက်မှာသာပွဲထွက်ခွင့်ရခဲ့ပါတယ်စကယ်လီကတော့နီးပြတ်သွားမဲ့တူချက်လက်အောက်မှာပထမဆုံးလက်ရွေးစဉ်ဖြစ်ခွင့်နဲ့ပထမဆုံးလက်ရွေးစဉ်သင်ခိုးတွေကိုရရှိခဲ့သူပါအာဂစာကျွမ်းကျင်သူအချို့ကတော့တော်မဲ့တူချက်ရဲ့လက်တော်မဲ့တူချက်ရဲ့လှုပ်ဆောင်မှုတွေကိုအားရနေခဲ့ပြီးအင်္ဂလန်လက်ရွေးစဉ်အသင်းဟာဒီလိုပုံစံမျိုးဖြစ်တင်နေတာကြားပါပြီကစားသမားကောင်းတွေရှိပါလျက်နဲ့ပြိုင်ပွဲပြိုင်ပြီးဆိုရင်ချန်ပီယံဖြစ်နိုင်ခွင့်နဲ့အနည်းဆက်ဆုံးမှသာရှိခဲ့တာနဲ့တင်ပြီးဆုံးနေခဲ့ပါတယ်။နီးပြတ်သွားမဲ့တူချီဟာနီးပြတ်ပွဲမှာဒေါ်မွန် PSG, Chelsea, Bayern Munich တို့မှာနီးပြတ်ပြည့်နဲ့ဆောင်ရွက်နေခဲ့ပြီး ချန်ပီယံလိစူပလားပါဝင်အဓိကစူပလားပေါင်းများစွာစုကူနိုင်ခဲ့သူတို့ဦးပါဒါပြင်အင်္ဂလန်တာဝန်ရှိသူတွေကနီးပြအတွေ့အကြုံကောင်းနေရှိထားတဲ့သောမတ်တူချဲကိုအင်္ဂလန်ထောက်အောင်မြင်မှုတွေရှာဖွေပေးနိုင်လိမ့်မယ်လို့ယုံကြည်နေခဲ့ပါတယ်အင်္ဂလန်တေးကနီးပြဆောက်ခဲ့တဲ့အချိန်မှာယူရိုပြိုင်ပွဲရဲ့ပိုလူပွဲကိုနှစ်ကြိမ်ဆက်တိုက်တက်လန်းနိုင်ခဲ့ပြီးမယ်ပထမတစ်ကြိမ်မှာတော့အီတလီဒုတိယတစ်ကြိမ်မှာတော့စပိန်တို့ကိုရှုံးနေပြီးဒုတိယဆိုတဲ့နေရာနဲ့သာကျင်းနေခဲ့ရပါတယ်ဒါကြောင့်အသင်းရဲ့ရလက်ပိုင်းတွေကိုကောင်းမွန်နေခဲ့ပြီးမယ်လေစူပလာအောင်မြင်မှုမရတဲ့အင်္ဂလန်ဟာလက်ရှိပိုင်ဆိုင်ထားတဲ့လူစည်းရင်းရတော့စူပလာအောင်မြင်မှုတစ်ခုခုရှိတည်နေကြတာပါ။ အင်္ဂလန်သင်းဟာနီးပြတော်မတ်တူကျက်လက်အောက်မှာ6ပွဲကစားထားခဲ့ပြီး9ပွဲတိုင်းတပွဲရှုံးရလက်နဲ့နိုင်ပွဲရရှိထားခဲ့မှုက83.33ရာခိုင်နှုန်းရှိခဲ့ပါတယ်။ဒါမှမဆိုလွားတဲ့မှတ်တမ်းမှတ်ရာတစ်ခုလို့ဆိုနိုင်ပြီးဒီလိုနေထားမြို့မှာအင်္ဂလန်နီးပြတော်မတ်တူကျက်တို့ပေါင်းစည်းမှုမှာအရင်နီးပြလက်ထက်တွေကထက်တကူကူထူးခြားလိမ့်မယ်လို့ထင်နေခဲ့ပါတယ်။ဘာနေဒီပါအတင်းနဲ့မြင်ကွာသွားနိုင်သေးတယ်လို့ဘာလို့ဆက်ပြလာမှလဲဆိုတော့လေစောင့်ကြည့်ရအောင်မှဖြစ်ပါတယ်။ဗီဒီယိုလေးကတော့လောက်ပါပဲ။နောက်နေဒီမှာပြန်လည်ပြီးတော့ဆုံတွေ့ပါမယ်။